လန်ဒန်မြို့တော်စီဥတီခုံပေါင်းနေတဲ့ရထားတစ်စီးပေါ်မှာလူတွေအစုလိုက်အပြုံလိုက်ဓာတ်ထုတ်ခံခဲ့ရပြီးလူဆယ်ယောက်ဈေးရုံရောက်နေတယ်လို့ဘရတန်ရဲတပ်ဖွဲ့ကပြောပါတယ်။နွန်ဗာလာတရက်နေ့ညနေပိုင်းကဖြစ်စဉ်မှာဒဏ်ရာရခဲ့သူတွေထဲက6ယောက်ဟာအသက်အန္တရာယ်ဆိုးရိမ်ရတဲ့အခြေအနေထိပြင်းထန်တယ်လို့သိရတာပါ။ရထားပေါ်ကတက်ခတ်မှုသတင်းကိုကြားကြားချင်းတုတ်ပြန်ခဲ့တဲ့ဘရတန်သယ်ယူပို့ဆောင်ရေးရဲဌာနကဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူ၂ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းပြောပါတယ်။အသေးစိတ်အချက်အလက်တွေကိုမသိရသေးပေမဲ့ စုံစမ်းစစ်ဆေးမှုတွေမှာဗြိတိန်အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ပါပူးပေါင်းပါဝင်နေတယ်လို့ယုံကြည်ရပါတယ်။ဓာတုခရယသူ၁၀ယောက်ကိုစေယုံပို့ခဲ့ရပြီး၉ယောက်ကတော့အသက်အန္တရာယ်စိုးရိမ်ရတယ်လို့တယူပို့ဆောင်ရေးရဲဌာနအထုတ်ပြန်ချက်မှာဖော်ပြထားခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့တရင်ပေးမှုတွေထဲမှာပလီတိုဆိုတဲ့အကုတ်ကိုလည်းထည့်သုံးထားခဲ့ပါတယ်။အထူးအထိပ်ပဲကအကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်ခြေကိုရင်ညွှန်းတာပါ။နောက်တော့အဲ့ဒီကုတ်ကိုပြန်ရုပ်သိမ်းခဲ့ပေမဲ့တိုက်ခိုက်မှုရဲ့အကြောင်းရင်းကိုတော့တိတိကျကျမထုတ်ပြန်သေးပါဘူး။ တက်ခတ်မှုနောက်ွယ်ကအကြောင်းတရားနဲ့ဝါရဆွဲကဘာမဆိုဖြစ်နိုင်ကြောင်းဒါပေမဲ့စုံစမ်းစစ်ဆေးမှုတွေကအစွန်လုံးနေသေးတဲ့အဆင့်မှာရှိနေသေးတဲ့အချိန်မှာတော့မလိုလားအပ်တဲ့အရှုပ်ထွေးတွေဖြစ်လာစေမယ့်အထင်ကြီးတွေကိုရှောင်သင့်ကြောင်းရဲဝန်တော်ချုပ်ခရစ်ကေစီကပြောကြားခဲ့ပါတယ်တက်ခတ်မှုဟာဒွန်ဂယ်စတာနဲ့လန်ဒန်ကြားပြေးဆွဲနေတဲ့ရထားပေါ်မှာဖြစ်ပွားခဲ့တာပါရထားကဈေးမျိုးတစ်ခုပြတဲ့ဟန်တန်တန်စီတောင်ဘက်ကို UDP ခုံမောင်းနေချိန်တိုက်ခိုက်မှုစတင်ခဲ့တာလို့ဆိုပါရယ်ရထားကဟန်တန်တန်ဘူရာကိုဆက်ဆိုင်ချင်းပါပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကယထားတွေကိုစီးနင်းပြီးအခြေအနေကိုထိန်းသိမ်းနိုင်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ဟန်တင်တန်မြို့တရှိရာကမ်ဘရစ်ရိုင်းယားဒေသရဲတပ်ဖွဲ့ကအဲ့ဒီနေရာစီလက်နက်အပြည့်စုံတပ်ဆင်ထားတဲ့အထူးရဲယူနစ်တွေပါတွားရောက်ခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ဗြိတိန်ဝန်ကြီးချုပ်စာကီရာစတာမာကအခုသတင်းကြောင့်ထိတ်လန့်တုန်လုံးမိကြောင်းပြောကြားခဲ့ပြီးထိခိုက်နေတာသူအားလုံးအတွက်ဆုတောင်းပေးကြောင်းဆိုပါတယ်။လန်ဒန်အရှိမျောက်ယထားကုမ္ပဏီကသူတို့ရဲ့ယထားတစည်းပေါ်မှာတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းအတည်ပြုကြေညာပြီး လက်တလုံးမှာနှောင့်နှဲမှုတွေကြုံနိုင်လို့ယထာစီပီသွာလာတာမျိုးမလုပ်ကြဖို့ခရီးသည်တွေကိုတိုက်တွန်းခဲ့ပါတယ်ရှင်။